年路里向别人做 UAB。UAB with you on your journey of life. မင်္ဂလာပါကျမရှင်မောမ 7TV 7PNU ရဲ့ပထမအဆုံးတင်ပုံအနေနဲ့နိုင်ငံရေးကျင်းသားနဲ့နိုင်ငံရေးပြမှုအထိပ္ပယ်ဖွင့်ဆိုဖို့အစီအစဉ်ရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ိုင်ငံရေးကျင်းသားနဲ့နိုင်ငံရေးပြစ်မှုဆိုတာကိုလက်တလောတိတ်ပဲဖွင့်ဆိုဖို့အစီအစဉ်မရှိသေးဘူးလို့ပြည်ထောင်ဝင်ကြီးဌာနဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောဆိုလိုက်တယ်လို့သိရပါတယ်ဒီကနေ့ဇွန်လ21ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးပြီးမှသတင်းမီဒီယာတွေကတူဝင်ကြီးကိုနိုင်ငံရေးကျင်းသားတိတ်ပဲဖွင့်ဆိုမှုနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာပြောကြားခဲ့တာပါအစိုးရတယ်လက်ထက်မှာနိုင်ငံရေးကျင်းသားတို့မဟုတ်ယုံကြည်ကြကြောင့်အကျဉ်းပြခံရသူ အားလုံးတယောက်မကျန်လွှတ်ပေးရန်အစီအစဉ်ရှိမှရှိမေကွန်မေမြန်နာကိုဒီကနေ့အမျိုးသားလွှတ်တော်မှာတွဝင်ကြီးကလာရောက်ဖြေကြားခဲ့တာပါပြီးခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာနိုင်ငံရေးကျင်းသားတွေနဲ့ပတ်သက်ပြီးအထိပ်ပဲဖွင့်ဆိုဖို့ရှိမရှိပြောင်းစုအစိုးရရဲ့သဘောထားကိုမေးမြန်းတဲ့အခါလက်ရှိအစိုးရအနေနဲ့နိုင်ငံရေးကျင်းသားဆိုတာနဲ့နိုင်ငံရေးပြည်မှုဆိုတာကိုလက်ကလော့အထိပ်ပဲဖွင့်ဆိုဖို့အစီအစဉ်မရှိသေးတာကိုဖြေကြားထားပြီးဖြစ်တယ်လို့တွင်ကြီးကသတင်းမီဒီယာတွေကိုဖြေကြားခဲ့တာပါ ိုင်ငံရေးကျင်းသားကိုအတိတ်ပဲဖော်နိုင်မှုအတွက်ရခိုင်အစိုးရလက်ချက်ကလေးကအရက်ဖက်လူမှုရေးအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနိုင်ငံရေးပါတီအချို့ကကိုယ်စားလှယ်တွေနဲ့အစိုးရဝန်ကြီးဌာနကကိုယ်စားလှယ်တွေပါဝင်တဲ့လက်ကျန်နိုင်ငံရေးကျင်းသားများစီစစ်ရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီးမယ်ပြီးမြောက်အောင်မလုပ်ဆောင်ခဲ့ဘူးလို့လည်းသိရပါတယ်။လက်ရှိဆိုရတဲ့လက်ထက်မှာလွန်ငင်းချမ်းသာခွင့်ဖြင့်အကျဉ်းသားဥယျ2400ကျော်လွှတ်ပေးခဲ့ပြီးဖြစ်ပါရဲ့ရှင်။နောက်တစ်ပုံအနေနဲ့မင်္ဂလာမြို့နယ်အတွင်းကျူးကျော်စင်ကောက်ယူမှုမှာမကျေလည်မှုတွေများစွာဖြစ်နေရတဲ့ဆိုတဲ့အတွင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မင်္ဂလာမျိုးနယ်ကကျူးစင်းကောက်မှုမှာဆယ်စုနှစ်နဲ့ချီပြီးနေထိုင်ခဲ့ပေမဲ့မြေယာပိုင်ဆိုင်မှုအထောက်အထားမပြနိုင်တဲ့သူတွေပါထဲသွင်းကောက်နေရမှုကျူးကျော်ဖြစ်သတ်မှတ်ခံလိုက်ရသူတွေကမကျေနပ်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ်။အဲ့လိုကျူးကျော်စင်းကောက်တာတွေကိုတိုင်းဆွေရစီမံချက်နဲ့ဇွန်လ20နေ့ကလေးကမင်္ဂလာရုံမျိုးနယ်မှာကောက်ယူနေရပဲဖြစ်ပါတယ်။ကျူးကျော်ဖြစ်သတ်မှတ်ခံလိုက်ရသူအချို့ကလွန်ခဲ့တဲ့20ကျော်ကလေးကနေထိုင်လာတာဖြစ်တာကြောင့်သူတို့ကိုကျူးကျော်ဖြစ်သတ်မှတ်လို့မရဘူးလို့ဆိုကြပါတယ်။ တူကျော်အဖြစ်သတ်မှတ်ခံနိုင်ရပြီးဖယ်ရှားခံရမယ်ဆိုပါကလည်းပြန်လည်နေရာချထားပေးမယ့်အစီအစဉ်ကိုတိတိကျကျသိကျင်တယ်လို့လည်းပြောကြပါဗျ။မင်္ဂလာတော်မြို့နယ်ကမဟာတားလိုက်နဲ့ဓာတ်ကျိုးနဲ့ခိုက်ကွာ900မှာနေထိုင်တဲ့သူတွေကိုမီးကျိုးနဲ့မလွတ်လို့ဆိုပြီးရက်ွက်အုပ်ချုပ်ရေးမှုကကျူးကျော်တပ်စီကံကပြားထုတ်ဖို့စလစ်တွေကိုဇွန်လ20ရက်နေ့မှာထုတ်ပေးခဲ့တယ်လို့သိရပါဗျ။ မင်္ဂလာအောင်မြို့နယ်ကျူးကျော်စင်းကောင်းမဲ့ကိစ္စနဲ့ပတ်သက်လို့တဆိုင်အားလွှတ်တော်ကိုယ်စားလှယ်ရေးနေနဲ့လည်းတစုံတရာသိရှိထားမှုမရှိဘူးလို့မင်္ဂလာအောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လိုင်းဝင်းကပြောပါရယ်မင်္ဂလာအောင်မြို့နယ်မှာနေထိုင်သူအများစုကမြေပိုင်ဆိုင်မှုတည်တည်ကြကြမရှိပဲဘိုးဘောပိုင်မြေနေရာတွေမှာလက်ဆင့်ကန်နေထိုင်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါရယ်တိုင်းဆိုရရဲ့စီမံချက်နဲ့ကျူးကျော်စင်းကောက်တာကရောင်တိုင်းဒေသကျွန်းကျွန်းကမြို့နယ်နဲ့၁၈မြို့နယ်မှာကောက်ယူရမှာဖြစ်ပြီးလက်ရှိမှာတော့၅ပုံ၃ပုံပြီးစီးနေပြီလို့သိရပါဗျ။ အဲ့ဒီကောက်ယူထားတဲ့သူတွေကိုမြေက2000ကျော်မှနေရာချထားပေးမှဖြစ်တယ်လို့လည်းသိရပါဗျာရှင်။နောက်တစ်ပုဒ်အနေနဲ့အသက်အကန့်အသက်ဘောလုံးပြိုင်ပွဲတွေမှာအသက်မှန်ကြီးအလေးထားဖို့ဥစစော်တိုက်တွန်းထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။အသက်ကန့်သက်ထားတဲ့ဘောလုံးပြိုင်ပွဲတွေမှာအသက်မှန်မှန်ကန်ကန်နဲ့ဝင်ရောက်ရှင်ပြိုင်ကြဖို့အတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကတိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ဇော်လ21ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့မှာရှိနေတဲ့အမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်သူကွေးမှာပြုလုပ်တဲ့တိုင်းနယ်ပြည်နယ်လိုက်အသက်15နှစ်ယောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲမှာပြောခဲ့တယ်လို့သိရပါဗျ။ဘောလုံးပြိုင်ပွဲမှာအားကစားစိတ်ဓာတ်နဲ့ရှင်ပြိုင်ကြဖို့နဲ့အသက်ကန့်သက်ထားတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်အသက်မမှန်ကန်ကန်နဲ့ဝင်ရောက်ရှင်ပြိုင်ကြဖို့အတွက်အသင်းအုပ်ချုပ်သူတွေစီမံခန့်ခွဲသူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိဖို့ပြောခဲ့တာပါ။ တိုင်းနယ်ပြည်နယ်လိုက်အသက်15နှစ်အောက်ဘောလုံးပြိုင်ပွဲကိုဒီကနေ့ဇွန်လ27ရက်နေ့မနက်ပိုင်းကစပြီးရန်ကုန်မြို့ကအမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်းသူကွေမှာကျင်းပနေရဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နဲ့ဟန်ဒရက်ပလတ်တို့ပူးပေါင်းကျင်းပတာဖြစ်ပြီးဇွန်လ27ရက်နေ့ကနေဇူလိုင်လ3ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ဘောလုံးပြိုင်ပွဲဖွံ့ဖွဲကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းတို့ကတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းနယ်ပြည်နယ်လိုက်အသက်15နှစ်အောက်ဘောလုံးပြိုင်ပွဲကိုအုပ်စုလေးစုခွဲကကျင်းပနေရဖြစ်ပြီးပထမပွဲစဉ်တွေအဖြစ်နေပြည်တော်နဲ့မကွေ၊ကယားနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့ကစတင်ကစားခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။အခုနောက်ဆုံးပုံအနေနဲ့ဩစတြေးလျမှာရှင်စွန်းနဲ့အဝစ်ပလာရေကူးပွဲတော်ကျင်းပနေရဆိုတဲ့ဇင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇွန်လ21ရက်နေ့ကဩစတြေးလျနိုင်ငံ တောင်ပိုင်းတန်မေရီယာကျွန်းမှာရှင်စွန်းနဲ့အဝစ်ပလာရေကူးပွဲတော်ကိုကျင်းပခဲ့တာဖြစ်ပြီးအေးတဲ့လွမ်းချုံတွေရဲ့မြင့်ရည်ပြမှာရေကူးသမားတွေပါဝင်ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။ ရင်စုံနဲ့အဝတ်ပလားရေကူးပွဲတော်ကို၅ချိန်မြောက်ကျင်းပတာဖြစ်ပြီးဒီနှစ်မှာတော့ပါဝင်သူထောင်ကနန်းလောက်ရှိလာတယ်လို့ပွဲစဉ်သူတွေကဆိုပါတယ်။အရှေ့တိုင်းဘာသာရေးတစ်ခုကိုယုံကြည်ကိုးကွယ်တဲ့တန်မီနီယာမျိုးနွယ်စုအတိုင်းဝန်းကစတင်ကျင်းပတဲ့ပွဲတော်ဟာနှစ်တနည်းရဲ့အရှေ့ဆုံးလာကြော်ဖြတ်ပြီးအလင်းရောင်ပြန်ပေါ်လာတာကိုရည်ရွယ်ဂုဏ်ပြုထားတာဖြစ်ပါတယ်။အဲ့ဒီနေ့မှာအေးခဲနေတဲ့ဒေါ်ဝဲမြည်ရတဲ့အဝတ်စားမပါဘဲစင်ကူရင် ကောင်းကျိုးတွေရရှိတယ်ခံစားရတယ်လို့လည်းယူဆမှုတွေရှိနေပါတယ်။ ပွဲတော်ရဲ့တည်ထင်ဟာတဖြည်းဖြည်းကျယ်ပြန့်လာပြီးအခုနှစ်မှာတော့ပါဝင်ဆင်နွဲသူအရေးတော်ပုံများလာခဲ့တာပဲဖြစ်ပါတယ်။အဝတ်ပလာရေကူးပွဲတော်ကျင်းပတဲ့ဇွန်လ22ရက်နေ့ကဩစတြေးလျမှာပင်လယ်ပြင်အပူချိန်ဟာ14ဒီဂရီဆယ်စီယက်သာရှိနေလို့ဩစတြေးလျမူလဝေသဌာနကတည်ထင်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ 7V TV ရဲ့ည9:00နာရီတင်ဒီကိုညစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အောင်မြင်မှုအလေးရှောင်နေ UAB with you on your journey of life.